ကျွန်တော်ရဲ့ 3D ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရှုလေ့လာအပြင်နေကြတဲ့မိတ်ဆွေစင်ငယ်တို့များအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခု2025ခုနှစ်၅ချိန်အတွက်ကဏ္ဍလေးတစ်ခုနဲ့စင်ငယ်ချင်းတွေကိုမိတ်ဆက်ပေးမယ်အဲ့ဒီကဏ္ဍလေးကဘာကဏ္ဍလေးဖြစ်မလဲဆိုတော့ကျွန်တော်နဲ့အတူတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ကြည့်ပါဦးနော်ကဲဟုတ်ပြီအဲ့ဒါတော့သူရဲ့ဖြစ်စဉ်လေးကျွန်တော်တစ်ချက်လေ့လာကြည့်အောင်သူရဲ့ဖြစ်စဉ်လေးကဘယ်လိုလဲဆိုတော့သူက မှာနှစ်ပရိတ်လို့ဒီမှာတဲပေးထားနော်နှစ်ပရိတ်အဲ့ဒီနှစ်ပရိတ်ရဲ့အပေါ်ကနေတဲ့1 2 3 4 5ဒီလိုတက်သွားမှာနော်ဒီလိုမှဒီမှာနှစ်ပရိတ်နှစ်ပရိတ်ရဲ့အပေါ်ကနေ1 2 3 4 5ဒီမှာ complete တက်တယ်နော်နှစ်ပရိတ် complete အဲ့လိုနှစ်ပရိတ် complete ဖြစ်ပြီးပါလို့ဆိုရင်နော်သူ့ရဲ့အပေါ်မှာ complete တစ်ခွက်ကျော်မှာ1ပရိတ်အောက်မှာ3ပရိတ်ခွန်1 3 4เนาะ complete 1ပရိတ်3ပရိတ်ဆိုပြီးသူကအဲ့လိုလေးရိုက်ပြီးသားနော်ပထမဒီမှာနှစ်ပရိတ်လို့တည်တယ် အနှစ်ပရိတ်ကနေသူ့ရဲ့အပေါ်ကနေ1 2 3 4 5ခွန်ပရိတ်နှစ်ပရိတ်ခွန်ပရိတ်ပြီးရင်သူကခွန်1 3အဲ့လိုခွန်1 3ပရိတ်ကိုသူကဒီမှာထည့်ပေးထားတယ်နော်အဲ့လိုထည့်ပြီးသွားလို့ဆိုရင်လည်းဒီနှစ်ပရိတ်ရဲ့ဇောင်းမှာ9ပရိတ်ထွက်တယ်အဲ့ဒီ9ပရိတ်ကအဲ့သူ့ရဲ့အပေါ်ကနေ1 2 3 4ဒီနေရာမှာ9ပရိတ်ပြန်ထွက်တယ်နော်9ပရိတ်9ပရိတ်ဒီ9ပရိတ်ကအဲ့တစ်ထိန်နဲ့ရိုက်တယ်ဒီ9ပရိတ်ကကြတော့ တော့လေးထိန်နဲ့ရိုက်တယ်နော်တော့တစ်တလုံးလေးတလုံးဒီတစ်ရှိတဲ့နေရာမှာလေးလာရှိတယ်ဒီဆိုလိုတာဒီမှာတစ်ထိန်ဆိုရင်ဒီမှာလေးထိန်နော်အဲတစ်ထိန်နဲ့နောက်နှလုံးလေးအဲကြတော့တစ်ထိန်နောက်နှလုံးလေးဆိုတော့၅ပြိတ်လေးထိန်နောက်နှလုံးတစ်ဆိုတော့၅ပြိတ်နော်တစ်နေရာမှာလေးရှိရမယ်နော်ဒီမှာတစ်တစ်တစ်ထိန်ဆိုတဲ့အတွက်ဒီနေရာမှာလေးထိန်ဖြစ်မယ်နော်နောက်နှလုံးလေးတိတ်တိတ်နောက်နှလုံးလေးလေးတိတ်နောက်နှလုံးဒီကောင်၅ပြိတ်ဒီကောင်၅ပြိတ်တကွက်ကြော်မှာ လေးပြိတ်ရှိမယ်နော်တော်ဒီ1နဲ့4နဲ့တန်းနေရမယ်နော်ဒီ9ပြိတ်တွေက1နဲ့4နဲ့ပါမယ်4တလုံးလည်းအမြဲပါမယ်နော်4လည်းပါမယ်ဟုတ်ပြီဒုတိယဖြစ်စဉ်ဒုတိယဖြစ်စဉ်ဒီမှာ1ပြိတ်အဲ့ဒီ1ပြိတ်ကတော့သူ့ရဲ့အပေါ်ကနေ1 2 3 4 5ဒီလိုတက်တာခွန်ပြိတ်နော်1ပြိတ်ခွန်ပြိတ်ဆောနာလိုပဲသူ့ရဲ့အပေါ်မှာ3ပြိတ် တကွက်ကြော်ရင် complete တိပရိ3 0 1เนาะစောနာမှာ1 3ဒီကောင်3 0 1အဲ့လိုရိုက်ပြီးသွားလို့ဆိုရင်ねဒီနှစ်ပရိရဲ့ဇောင်းမှာ9ပရိရှိမယ်အဲ့ဒီ9ပရိကတဲ့သူ့ရဲ့အပေါ်ကနေ1 2 3 4ဒီနေရာမှာ9ပရိဟုတ်ပြီဒီနေရာမှာ1ပါဆောင်9ပရိဒီမှာ4ပါဆောင်9ပရိဒီနေရာမှာ1အပိတ်ဖြစ်တဲ့အတွက်ဒီမှာ4အပိတ်ဖြစ်မယ်1နေရာမှာဆိုတော့4အမြဲရှိမယ်เนาะ1 တစ်အပိတ်လေးပိတ်ဟုတ်ပြီတစ်အပိတ်နဲ့ခြေနှလုံးလေးအဲ့လိုဆိုဒီမှာလေးပိတ်နဲ့ခြေနှလုံးတစ်အဲ့ဒါမှဆိုငါးပရိတ်ဖြစ်မှာဟုတ်ပြီနော်အဲ့ဒီငါးပရိတ်ငါးပရိတ်ရဲ့တစ်ခွက်ကြောင့်မှဒီမှာလေးပရိတ်ဆိုလို့ရှိမှာဟုတ်ပြီအဲ့လိုဖြစ်တဲ့အတိုင်းပမာလာဖြစ်တော့ဆိုတော့ဒီမှာလာဖြစ်နော်မနှစ်ပြိတ်ဒီနှစ်ပြိတ်ကိုတော့သူ့ရဲ့အပေါ်ကနေတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်ခွန်ပြိတ်ရတယ်နှစ်ပြိတ်ခွန်ပြိတ် သူ့ရဲ့ပုံမှာ3ပြိတ်တကွက်ကျော်မှာ9ပြိတ်10ပြိတ်နော်3 9 10နော်ဒီနှစ်နဲ့ခွန်နဲ့ရမူတည်ပြီးရင်တော့ဒီနေရာမှာ3 9 10 10ခွန်တော့အဲ့လိုရိုက်တာပေါ့နော်3 9ပြီးရင်ဒီနှစ်ပြိတ်ရဲ့ဇောင်းမှာတဲ့9ပြိတ်မလဲ9ပြိတ်ဖြစ်ရမယ်ဟုတ်ပြီဒီမှာ10ရဲ့လယ်တိုင်းဖြစ်တဲ့အတွက်ဒီနေရာမှာ4ရဲ့လယ်တိုင်းဖြစ်ရမယ်အဲ့တော့တစ်တစ်နေရမှာဆိုတော့၄ကအများရှိနေရမှာဒီမဲ့တစ်ခါဖြစ်တဲ့အတွက်၄ခါဖြစ်ရမယ်အဲ့တော့ တစ်အလဲအခွာလေးလေးလဲအခွာတစ်ဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်က6 4 5နဲ့8 4 4နှစ်ကွက်ပဲရွေးပေးထားတာနော်မှန်တော့လေးလဲတိုင်းကွာတစ်ဆယ်ကွက်ထိုးလိုက်ရင်သူက10ကွက်ထိုး10ကွက်ထိုးရမဆိုင်ပါဗျာဒါမဲ့ကျွန်တော်တင်ငယ်ချင်းတွေကိုအကွက်ကျုံစေခြင်းနဲ့အတွက်နှစ်ကွက်ပဲကျွန်တော်တည်ပေးထားတာနော်6 4 5နဲ့8 4 4ဘာကြောင့်တည်ပေးရလဲဆိုတော့ကျွန်တော်ပြန်ရှင်းပြအောင်နော်ဟုတ်ပြီပထမဒီမှာဖြစ်ခဲ့တော့ကနော်ဒီနှစ်ပြိတ်ခွန်ပြိတ်3ခွန်1အဲ ခွန်1တော့အဲ့လိုရိုက်တယ်ဒီမှာ5ပြိတ်5ပြိတ်ဒီမှာတော့တစ်ဒီတစ်ထိတ်၄ထိတ်နော်တစ်ထိတ်၄ထိတ်တစ်ထိတ်၄ထိတ်ကိုဆိုသူကဒီမှာအလဲနှလုံးပေါင်းရနှစ်နောက်ဘက်နှလုံးပေါင်းသုံးအဲ့လိုကြံတဲ့နှလုံးက၄နှစ်ဖြစ်ချင်း၃ဖြစ်ချင်းပါနေရမယ်နော်ဒီတစ်နဲ့၄နဲ့ထားလိုက်တော့နော်သူကတစ်နေရာမှာ၄ရရှိရမှာဟုတ်ပြီနော်တစ်၄ရှိရမယ်ပြီးအလဲနှလုံးပေါင်းရနှစ်၃၃နှစ်အဲ့လိုတစ်ခုဖြစ်နေရမယ်အလဲနှလုံးပေါင်းလိုက်ရနှစ်နောက်ဘက်နှလုံးပေါင်းရသုံး ဟုတ်ပြီနော်နောက်တစ်ခုဒုတိယကတ်ဒုတိယကတ်မှာလည်းအဲ့လိုပဲ2 3 1ပြီးရင်ဒီနေရာမှာဒီ2ပြိတ်ရတော့မှ5ပြိတ်ဒီမှာလည်း5ပြိတ်ဒီမှာ1ပြိတ်ဖြစ်တဲ့အတွက်ဒီနေရာမှာ4ပြိတ်ဖြစ်မယ်နော်1နေရာမှာ4လာမယ်ဟုတ်ပြီပြီးရင်ဒီမှာထိပ်ထိနှလုံးပေါင်းရင်3အလဲနှလုံးပေါင်းရင်2အဲ့လို3နဲ့2နဲ့တူညီခြင်းတစ်ခုပါနော်ဒီပထမကတ်မှာတော့ကျွန်တော်တို့ဒီမှာ အလယ်နှလုံးပေါင်းရင်နှစ်နောက်ပဲနှလုံးပေါင်းရင်သုံးနော်ဒုတိယကတ်မှာဒုတိယကတ်မှာကြာတော့ထိပ်စီးနှလုံးပေါင်းရင်သုံးအလယ်နှလုံးပေါင်းရင်နှစ်ဟုတ်ပြီအဲ့လိုဆိုအခုဒီကတ်မှာလောဘဒီမှာနှစ်ပရိတ်ခွန်ပရိတ်သုံးခွန်တက်ဒါတွေလည်းရိုက်ပြီးသွားပြီဒီမှာငါးပရိတ်ငါးပရိတ်ဒီမှာရိုက်မယ်မြတ်တခါဖြစ်တဲ့အတွက်ဒီမှာဒီခါလာမယ်ဟုတ်ပြီလေးလေတိုင်းနဲ့အခွတ်တစ်ပေါ့ဗျာအဲ့တော့မှကျွန်တော်နှစ်ခွက်တည်းဆုတ်ပြီးတာဘာဖြစ်လို့လဲဆိုတော့နှစ်ဖြစ်ချင်းသုံးဖြစ်ချင်းနဲ့ပြန်ထိမ့်ပါနော် ဒီမှာအလဲနှလုံးပေါင်းရင်အထိတ်သီးနှလုံးပေါင်းရင်နှစ်နောက်ဘက်နှလုံးပေါင်းရင်သုံးဟုတ်ပြီနော်အဲ့ဒါနှစ်ရယ်သုံးရယ်ဟုတ်ပြီတခါသုံးနဲ့နှစ်နဲ့ဆိုဘယ်လိုလုပ်မလဲသုံးနဲ့နှစ်နဲ့ဆိုရင်ဒီမှာ6ဒီမှာ6နဲ့ခွန်နဲ့ပေါင်းရင်သုံးဒီ7နဲ့4နဲ့ပေါင်းရင်နှစ်အဲ့လိုသုံးနဲ့နှစ်သုံးတစ်ခုပါအဲ့ဒီတွေ့ဒီဒီနေရာမှာအခွတ်1ဆိုတဲ့နေရာမှာဒီ6 9နဲ့ခွန်လေးနှစ်ခုပဲထည့်လို့ရတယ်နော်6 4 9ရယ်ခွန်လေးလေးရယ်ထည့်ပဲနော်ဒါတနေရာစီသွားတာနော်ငွေချင်းနေ မြတိထိတ်လေးထိတ်အာထိတ်စီနော်ထိတ်စီပြီးတော့ကျတော့ဘယ်နေရာကိုသွားတော့အပိတ်တိအပိတ်လေးအပိတ်ပြီးရင်သူကနောက်ဆုံးကကတိအလဲလေးလဲအဲသူကအဲ့လိုလေးသွားနော်ကျတော့ဒီ6 4 5ရဲ့9လေးလေးဒီနေရာမှာကျွန်တော်၄ပရိတ်ခံတာရနော်9ပရိတ်လေး9ပရိတ်9ပရိတ်၄ပရိတ်နော်အိုက်ပေါ်ပါတယ်မလဲ9ပရိတ်9ပရိတ်4ပရိတ်မလဲ9ပရိတ်9ပရိတ် လေးပဲနော်တွက်ဒီ outside လေးမှာမွေးကနားပုံစံလေးတွေရှိရပြန်နော်မွေးကနားပုံစံလေးရှိခဏလေးကျွန်တော်အားလေးဝိုင်းလာမှာဟာမွေးကနားပုံစံလေးတွေရှိမွေးကနားပုံစံဘယ်လိုလေးတော့ဆို ဝိကနာပုံစံလေးကဘယ်လိုလေးတော့ဆိုတော့ဗျာသူကဒီအဲ့လိုဒီနှစ်ဗရိတ်ခွန်ဗရိတ်ဒီတစ်သုံးခွန်လို့အဲ့လိုခွန်တစ်သုံးလို့ဖြစ်ပြီးပါလို့ဆိုရင်သူ့ရဲ့အောက်မှာတဲ့ဒီမှာတစ်ဗရိတ်လို့ထွက်လာတယ်တစ်ဗရိတ်လို့ထွက်ပြီးပါနဲ့နှစ်ခွက်ကျော်မှာတစ်ဗရိတ်ပဲပြန်ရိုက်နော်ဒီနှစ်ဗရိတ်ခွန်ဗရိတ်ခွန်တစ်သုံးသူ့ရဲ့အောက်မှာတစ်ဗရိတ်မတစ်ဗရိတ်နော်အဲ့တစ်ဗရိတ်ကိုနှစ်ခွက်ကျော်တစ်ဗရိတ်နောက်တစ်ခါတော့သူ့ရဲ့ဒီအောက်ထဲမှာလဲ တော့ဒီ၅ပြိတ်၅ပြိတ်၄ပြိတ်အောက်မှာ၁ပြိတ်နှစ်ခုထပ်အဲ့ထပ်တဲ့အချိန်မှာဒုတိယ၁ပြိတ်က၃၃၅ဖြစ်မယ်နော်ဒုတိယ၁ပြိတ်က၃၃၅ဖြစ်မယ်ဟုတ်ပြီဒီဘက်မှာလည်းအဲ့လိုပဲနော်ဒီမှာ၂ပြိတ်ခွန်ပြိတ်၃ခွန်၁အဲ့လိုဖြစ်ပြီးပါလို့ဆိုရင်သူ့ရဲ့အောက်မှာ၁ပြိတ်ပေါ်လာပြီအဲ့ဒီ၁ပြိတ်ထွက်ပြီးရတဲ့နှစ်ခွက်ကျော်မှာအဲ့၁ပြိတ်ပဲပြန်ရတယ်နောက်ဒီကောင်းရဲ့အောက်မှာ၁ပြိတ်နှစ်ခါထပ် တိပိဋကနဂါထတဲ့အချိန်မှာဒုတိယတိပိဋက335ဆိုတာပါပါမယ်နော်ပထမတိပိဋကတော့ကဒီမှာတော့ပထမတိပိဋကဆိုရင်တိပိဋကနှစ်ခွက်ကျော်မှာတိပိဋကအလိုပြန်ကြနော်အဲ့ဒီတိပိဋကဘာလို့ထွက်လဲ641 461လို့ထောင်းပါလို့နော်အတိပိဋကနှစ်ပိဋကတော့မှာတိပိဋကနောက်တစ်ခုကကြတော့ဒီမှာတိပိဋကနဂါထဒုတိယထတဲ့ကောင်335ဖြစ်ရမယ်ဒီဒုတိယကံကလည်းအလိုပါ ဒီဖြစ်စဉ်ဖြစ်ပြီးတော့သူ့ရဲ့အောက်မှာပထမဆုံးကြာတော့တစ်ပရိတ်အဲ့ဒီတစ်ပရိတ်ကဘာလို့ဖြစ်တယ်လို့ဒီ၄၆၁၆၄တစ်လို့ထောင်းထောင်းပြမှာအဲ့တစ်ပရိတ်ကနှစ်ခွက်ကြာမှာတစ်ပရိတ်လို့ထွက်အဲ့တော့တစ်ပရိတ်နှစ်ခါထပ်တဲ့ကောင်ကကြတော့ဒုတိယထပ်တဲ့ကောင်က၃၃ငါဖြစ်အဲ့ဒါလေးတစ်ခုလည်းတကယ်ချင်းလို့ဟိုတတိထားမဲ့ဖြစ်စဉ်လေးပေါ့နော်ဟိုဖြစ်နိုင်တော့ဒီဖိုက်လေးကိုဟိုပေါ့ခုပေါ့ကလန်ဒါလေးနဲ့တချွတ်ဆွဲထားရင်တော့အဆင်ပြေပဲဒါဆိုမေ့သွားမှာဆိုလို့နော် 诶，美食时间，咱们阿老讲讲食物。